ဩစတြေးလျနိုင်ငံမှာကူဗာပီတီဆိုတဲ့မြို့တစ်မြို့ရှိပါတယ်။အဲ့ဒီမြို့မှာနေလည်းမရှိ၊လလည်းမရှိ၊မိုးကောင်းကင်ဆိုတာလည်းမရှိပါဘူး။အဲ့ဒီမြို့အကြောင်းကိုနေမရှိ၊လမရှိ၊ကောင်းကင်မရှိတဲ့မြို့ဆိုတဲ့နာမည်နဲ့2019ခုနှစ်တုန်းကကျွန်တော် စောင်းမားရေးခဲ့ပါတယ်။အဲ့ဒီမြို့မှာဘာကြောင့်နေလည်းမရှိ၊လလည်းမရှိ၊ကောင်းကင်လည်းမရှိရတာလဲဆိုတော့မြေကြီးအောက်မှာတွင်တုပြီးတော့စောက်ထားလို့ပါ။မြေကြီးအောက်မှာဟိုတယ်တွေ၊စားတောက်ဆိုင်တွေ၊ရုပ်ရှင်ရုံတွေ၊ရေကူးကန်တွေ၊စပင်းညက်ဆိုင်တွေ ခရိယံဖျားရှိကိုကြောင်းနေပါရှိပါတယ်။အဲဒါလိုမြို့တော်အင်ကအပြည့်စုံရှိတဲ့မြို့ကြီးတစ်မြို့ကိုမြေကြီးအောင်မှာတိဆောက်ထားနိုင်တာကတော့ကြီးကျယ်ခမ်းနားလွတ်လာပါတယ်။သူတို့ရဲ့လူနေမှုအဆင့်တန်းကလည်းမြင့်မြင့်မားမားပါပဲ။ဒါပေမဲ့အဲဒါလိုမြို့တစ်မြို့ပေါ်ပေါက်တည်ရှိနေရတာဟာဘာကြောင့်လဲလို့မေးလို့ရှိရင်တော့အကြောင်းအမျိုးမျိုးရှိပါတယ်။မြေကြီးထဲမှာတွင်းတူးပြီးတော့အိမ်တွေဆောက်ဟိုတယ်တွေဆောက်ရတာကကုန်ကြစိတ် မများဘူးလားလို့မေးเสียရှိပါတယ်အဲ့ဒါကလည်းသူ့အကြောင်းနဲ့သူတို့လို့ဆိုရပါလိမ့်မယ်ကူပါပီတီဆိုတာဩစတြေးလျဌာနေတိုင်းသားတွေရဲ့ဘာသာစကားနဲ့ခေါ်ဝေါ်ထားတဲ့စကားဖြစ်ပြီးတော့အတိဘယ်ကတော့ twin on lu view လို့အတိဘယ်ရပါတယ် twin နဲ့မှာအောင်းနေကြတဲ့ lu view တွေကိုဌာနေတိုင်းသားတွေကမြင်ပြီးတော့အဲ့ဒီမျိုးကိုအဲ့ဒါလို့ခေါ်ရင်းနဲ့နာမည် twin သွားတာပါအဲ့ဒီနေရာမှာဗမာလိုမဟုရဖလားသို့မဟုတ်ကျောင်းလို့ခေါ်တဲ့ကျောင်းမြေရနာတစ်မျိုးထွက်ပါတယ်သူတို့စကားနဲ့ဆိုလို့ရှိရင် open လို့ခေါ်ပါတယ် လက်ဝက်လက်စားတွေမှာထည့်သွင်းပြီးတော့ဝတ်ဆင်လေးရှိပါတယ်။အဲ့ဒီကြောင်းမြေရနာတူးဖော်တဲ့လုပ်ငန်းတွေအဲ့ဒီဒေသမှာရှိပါတယ်။ရာသီဥတုကလည်းအဲ့ဒီမှာအလွန်ပူပြင်းပါတယ်။တဲကန်ဒရာရာသီဥတုမျိုးပါ။မြေကြီးပေါ်မှာအပူချိန်50ဒီဂရီစင်တီဂရိတ်အထိတောင်ရှိတတ်ပါတယ်။မြေကြီးအောက်မှာမြို့တယ်ပြီးတော့အဲ့ဒီအပူထန်ကိုကောက်ွယ်နေထိုင်ကြတာပါ။နောက်ထပ်အခြေအနေတစ်ခုကတော့အဲ့ဒီဒေသမှာတစ်ပင်ဝါပင်တိတ်ရှားပါတယ်။အဲ့တော့မြေကြီးပေါ်မှာတစ်နဲ့ဝါနဲ့ အိမ်ဆောက်ဖို့ဆိုလို့ရှိရင်တော်တော်ကိုအခက်အခဲရှိတာပါအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်မြေကြီးအောင်မှာအိမ်ဆောက်နေကြရာကနေပြီးတော့နောက်မှာဟိုတယ်တွေရေကူးကန်တွေစားတောက်ဆိုင်တွေရုပ်ရှင်ရုံတွေပါရှိတဲ့အမျိုးကြီးတစ်မျိုးဖြစ်လာတာပါမြေကြီးအောင်မှာပထမဆုံးအိမ်ဆောက်ပြီးတော့နေကြတဲ့သူတွေကတော့တတ်ထုတွင်တူတဲ့အလုပ်သမားတွေပါသူတို့အတွက်မြေကြီးအောင်မှာတွင်တူရတဲ့အခါကြီးငွေကအထူးကုန်ကြစရာမလိုပါဘူးတတ်ထုတွင်တူတော့ကဖြစ်နေတဲ့တွင်းနေမှာပဲအိမ်နဲ့တူအောင်ပြင်ဆင်ပြီးတော့နေလိုက်ကြတာပါ မြန်မာနိုင်ငံမှာစာတင်ကျောင်းတွေကိုစစ်ကောင်စီကဘုံကျဲလိုက်တာအာဏာသိမ်းပြီးတဲ့နောက်၄နှစ်အတွင်းမှာစာတင်ကျောင်းစုစုပေါင်းအကျဉ်း330ကျော်ရှိသွားပါပြီ။မယုံမရှိကြပါနဲ့။စာတင်ကျောင်းတွေကိုတမင်ကိုလိုက်ပြီးတော့ဘုံကျဲနေတာပါ။ဆေးရုံတွေကိုလည်းတမင်ရှာပြီးတော့ဘုံကျဲပါတယ်။ချန်ကင်တို့ဆေးရုံလို့နာမည်ပေးထားတဲ့ဒေါက်တာဆွမ်းမင်းတို့ရဲ့ဆေးရုံကိုလည်းခဏခဏဘုံကျဲခံရလို့မကြာခဏနေရာရွှေ့ပြောင်းရတဲ့အကြောင်းကိုသူကိုယ်တိုင်စောင်းမတွေရေးထားတာရှိပါတယ်။ဆေးရုံအတုပုံစံတော့ပြီးတော့အဝတ်တွေပါတယ်လှမ်းပြထားတာတောင်မှ လာပြီးတော့ဘုံကျဲတာခံရကြောင်းလဲသူစောင်းမားရေးထားတာရှိပါတယ်။စာတင်ကြောင်းတွေနဲ့ဆေးရုံတွေကိုပြင့်မတ်ထားဘုံကျဲတာဟာပြည်သူလူထုကိုချိမ့်ချောက်တက်ဖြတ်တာပါ။ပြည်သူလူထုကသူတို့နဲ့မြင်မှာတော်လိုင်းရေးသမားတွေကိုလက်မခံအောင်နောက်မှာတခြားနေရာကပြည်သူလူထုတွေကလည်းတော်လိုင်းရေးသမားတွေကိုလက်မခံရဲအောင်ဆိုပြီးတော့ချိမ့်ချောက်ပညာပေးတဲ့အနေနဲ့တက်ဖြတ်ပြနေတာပါ။အဲဒီတော့စာတင်ကြောင်းတွေကိုမြေကြီးအောင်မှာစောက်ကြမယ်လို့ဒေါက်တာဇော်ဝေဆိုးကထပြောပါတယ်။ ဆရာဇော်ဝေစုကအရင်မပါဖျားမပါ သူစဉ်းစားမိတဲ့နေရာကနေရုတ်တရက်ထပြောတတ်တဲ့အလေးထရှိတော့မကြာခဏဆဲဆိုတာလှောင် ပြောင်တာကိုခံရတဲ့အကြောင်းသတိထားမိပါတယ်အခုလက်သူ့ကိုလှောင်တဲ့လူကလှောင်ဆဲတဲ့လူကဆဲကြပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကခူပါပီတီမြို့အကြောင်းကိုပြောတာပါခူပါပီတီကိုနေမရှိလားမရှိကောင်းငွေမရှိတဲ့မြို့လို့ကျွန်တော်ပြောခဲ့ဘူးပါတယ်အခုလက်နေမရှိလားမရှိကောင်းငွေမရှိတဲ့စာတင်ရောင်းနေကိုသာကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုလို့ရှိရင် အဲ့ဒါဟာမဖြစ်နိုင်တဲ့အရာတခုတော့မဟုတ်ပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့စပယ်တွေပွင့်မှုဆိုတဲ့စကားလိုပါပဲလွယ်လွယ်နဲ့တော့မဖြစ်နိုင်ပါဘူးအခက်အခဲတွေကိုသိပ်ပံနီးကြကြော်လွားနိုင်မှသာဖြစ်နိုင်ပါပါအဲ့ဒီအတွက်အားထုတ်မှုများစွာလည်းလိုအပ်ပါတယ်အထူးလိုအပ်တဲ့အရာတွေကိုထောက်ပြမယ်ဆိုလို့ရှိရင်တော့နံပါတ်1ငွေလိုပါတယ်အဲ့ဒီငွေကို NUG ကရှားဖွေထောက်ပံ့မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်နံပါတ်2ကတော့ကရိယာတစားပလာတွေလိုအပ်ပါတယ်မြေကြီးတူဖို့တဲ့ရန်နေရာကြီးတွေကအစား တခြားလိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်။နံပါတ်3ကကျွမ်းကျင်ပညာရှင်လိုအပ်ပါတယ်။အင်ဂျင်နီယာနဲ့တခြားကျွမ်းကျင်ပညာရှင်တွေပါ။ကျွမ်းကျင်ပညာရှင်တွေမပါဘဲနဲ့အမြင့်ကြီးထဲမှာလှိုင်ကောင်းတူးပြီးတော့မီးခွက်ထွန်းစာတင်လို့ရှိရင်ကာဗွန်မိုနောက်ဆိုက်အစိတ်တင်ပြီးတော့လူများပြားအသက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်မျိုးတွေရှိနိုင်ပါတယ်။နံပါတ်4ကတော့စည်ရေးလုံခြုံရေးအမြင်ရှိတဲ့လူလိုအပ်ပါတယ်။စစ်ကောင်စီကလေရင်နဲ့လာပြီးတော့ဘုံမကျန်းနိုင်တာကတော့ဟုတ်ပါရဲ့။မြေပြင်ကနေထိုးစစ်ဆင်တိုက်ခိုက်တာခံရမယ်ဆိုလို့ရှိရင်လေရင်းနှီးမြုပ်နှံထားတာတွေ အလကားဖြစ်နေတယ်လို့ကြောင်းပိတ်မိသွားတာမျိုးလည်းဖြစ်နေပါတယ်။နံပါတ်5အချက်ကတော့ဥဆောင်မဲ့လူလိုပါတယ်။ NUG လိုအဖွဲ့အစည်းသို့မဟုတ်တခြားငွေကြေးအင်အားတောင့်တင်းတဲ့အဖွဲ့အစည်းမျိုးကနေပြီးတော့လက်တွေဥဆောင်မှုပေးမှသာဖြစ်နိုင်ပါမယ်။ဗဇက်ကလည်းလောက်ကြပါလားဟေ့လို့တိုက်တွန်းနေုံနဲ့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဗဇက်ကနေလေးနဲ့တက်တက်တိုက်တွန်းတယ်ဆိုတာအကြံပေးတယ်ဆိုတာမျိုးက NUG လောက်ရမယ့်အလုပ်မဟုတ်ပါဘူး။ကျွန်တော်တို့လိုသတင်းသမားတွေလောက်ရမယ့်အလုပ်မျိုးပါ။ကြုံတွေ့လာနိုင်တဲ့အနေအထားတွေကိုလည်း ကြိုတင်ပြီးတော့စဉ်းစားကောက်ွယ်ဖို့လိုပါတယ်။ဥမာအဖြစ်မြင်းကလေးအန်ဒီရဲ့ရှိလာနိုင်သလား။ရေမြုပ်နိုင်တဲ့အန်ဒီရဲ့ရှိနိုင်သလား။မြင်းနဲ့နှီးပြီးတော့ရေလွှဲနိုင်တဲ့နေရာမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အလုပ်ဖြစ်မလား။အညာကရန်ကုန်လိုမျိုးနေတိုင်းမိုးရွာနေတဲ့နေရာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့တစ်ခါတလေမိုးကြီးလေကြီးတဲ့ဆိုတာမျိုးကတော့အညာမှလည်းဖြစ်တတ်ပါတယ်။မြေကြီးပေါ်မှာတောင်မှမိုးကြီးလို့ရှိရင်ရေလွှမ်းတတ်ပါသေးတယ်။အဲ့ဒါတွေကိုကြိုတင်တွက်ချက်ပြီးတော့ကာကွယ်ဖို့ကပညာရှင်တို့ပါတယ်။ နောက်ပြီးအလင်းရောင်ရအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးကလည်းကြွန့်ကျင်ပညာရှင်ရဲ့အကူအညီလိုပါတယ်။ NUG ကအစိုးရပုံစံနဲ့ဖွဲ့ထားတဲ့အဖွဲ့အစည်းကြီးပါ။ Australia Cooper PT လို့မြို့မျိုးကိုကိုယ်တိုင်သွားလေ့လာပြီးတော့အကြံဉာဏ်တောင်းခံလို့ရပါတယ်။ Australia မှာမြန်မာတွေလည်းအများအများရှိပါတယ်။သွားလေ့လာခိုင်းလို့ရပါတယ်။နောက်တစ်ချက်ကတော့ cost effective ဖြစ်မဖြစ်ကိုစဉ်းစားတွက်ချက်ဖို့လိုပါတယ်။ဆိုလိုတာကငွေကုန်ခံတလောက်အကျိုးတကယ်ရှိမရှိဆိုတာကိုကြိုတင်တွက်ချက်ဖို့လိုပါတယ်။ မဖြစ်နိုင်ဘူးလို့တော့မထင်ပါနဲ့ဗီယက်နမ်မှာဆိုလို့ရှိရင်လှိုင်ကောင်းတူးပြီးတော့စစ်တိုက်တာတိတ်ကိုအောင်မြင်ခဲ့ပါတယ်လှိုင်ကောင်းတူးပြီးတော့စစ်တိုက်တဲ့အလုံမှာဗီယက်ကောင်းတွေဟာတကယ် expert တွေပါတလောကရခိုင်မှာလဲလှိုင်ကောင်းတူးပြီးတော့တိုက်သွားတဲ့တိုက်ပွဲတစ်ခုကြားလိုက်မိပါတယ်ဗီယက်နမ်မှာကသဘာဝလှိုင်ကောင်းတွေကလည်းပေါ်ပါတယ်တရုတ်ပြည်နဲ့ဗီယက်နမ်မှာတောင်စောင်းမှာရှိတဲ့လှိုင်ကောင်းတွေထဲမှာခလီတွေကိုစာတင်မှုတာတွေရှိပါတယ်ကျွန်တော်တို့တိုင်းပြည်မှာလည်းရှိနေပြီးသားတောင်တွေရဲ့တောင်စောင်းမှာ လိုင်ကောင်းတူးပြီးတော့ဆေးရုံစာတင်ကြောင်းလုပ်မယ်ဆိုလို့ရှိရင်တော့ဆော့ဆော့ကပြောတဲ့အခက်အခဲတွေကတော်တော်များများကိုအလိုလိုကြော်လွားပြီးသားဖြစ်သွားမှာပါကျွန်တော်တို့ဗမာလူမျိုးတွေဟာအကြံကြီးကြီးကြံအမှာကိုဝင်လေးတက်ပါတယ်တယောက်ကကြံစပြောဆိုလိုက်လို့ရှိရင်လဲဝိုင်းဟားပြီးတော့ဖြက်စီးတတ်ကြပါတယ်ကမ္ဘာပထမဆုံးမြေအောက်မိထားဗုဒ္ဓယုံကိုအင်္ဂလိပ်ကတိဆောက်ခဲ့တာ1863ခုနှစ်ကတည်းကပါ Baker Street မြေအောက်ဗုဒ္ဓယုံဆောက်ခဲ့တာပါ ကုန်းမောင်ခေတ်ဘရင်ခေတ်ကတည်းကပါ ကျွန်တော်စီမှာကုန်းမောင်ခစ်ဘီရင်ခစ်ပဲရှိပါသေးတယ်အဲဒီကြောင့်ကကျွန်တော်စီမှာဝင်းတုံးနဲ့ဆက်တိုက်တာကိုဂုံယူနေကြတဲ့ခစ်စီလောက်ကပါကြံလို့ရှိရင်ဖြစ်နိုင်ပါတယ်အဘေးကူညီမှုတွေတော့လိုအပ်ပါမယ်တယောက်ကလုံမဲ့ကြံတာနဲ့ဝိုင်းဖြစ်တာကအရင်လာမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုခက်ခဲတတ်ပါတယ်စောစောကမြေအောင်မြို့တော်ဆိုတာမျိုးတွေဟာဩစတြေးလျတနိုင်ငံထဲမှာပဲရှိတာမဟုတ်ပါဘူးတူနေရှားရှီဟောင်းဘာဘာလူမျိုးတွေတိဆောက်လာခဲ့တာကြားလှပါပါ တူရကီမှာလည်းတောင်ဆောင်းမှာလှိုင်ကောင်းဖောက်ပြီးတော့မြုပ်တယ်ထားတာမျိုးတွေရှိပါတယ်။ဒါကနာမည်ကြီးတဲ့နေရာတချို့ကိုရွေးပြီးတော့ပြောတာပါ။နောက်ထပ်တခြားမှာလည်းရှိပါသေးတယ်။အခုကျွန်တော်ပြောတာကစီမံကိန်းအကြီးကြီးပါ။ငွေကုန်ကြေးကြလည်းများပါတယ်။အောင်မြင်လုပ်နိုင်လို့ရှိရင်တော့တကယ်အကျိုးရှိနိုင်ပါတယ်။တိတိလွယ်တဲ့နီလန်မျိုးတွေလည်းရှိနေပါတယ်။ဥမာစာတင်ကျောင်းတိုင်းမှာစေယုံတိုင်းမှာဘုံခုချင်းတွေတူထားတာမျိုးပါ။ဘာပဲပြောပြောအဲ့ဒါကငွေကုန်ကြေးကြနည်းပြီးတော့လွယ်လွယ်ကူကူနဲ့ လုပ်လို့ရအကျိုးလည်းရှိနိုင်ပါတယ်ဒါပေမဲ့ဩရိန်တွင်သင်္ကစားကိုကြည့်မယ်ဆိုလို့ရှိရင်လေရင်လာတဲ့အချိန်မှာရှောင်းတိမ့်မှုပြင်ဆင်ဖို့အချိန်က10မိနစ်မပြည့်တဲ့10မိနစ်အောက်စက္ကန့်ပိုင်းပဲရတယ်လို့အဲ့ဒီအကြောင်းကဆရာမတွေကပြောပါတယ်အဲ့ဒီ10မိနစ်အောက်အချိန်အတွင်းမှာလူအလုံးဘုံကိုကျင်တဲ့ရောက်ဖို့ဟာခက်ခဲပါတယ်10မိနစ်တည်းဆော့ပြီးတော့ကြိုတိဖို့ဆိုလို့ရှိရင်လေကိုယ့်လည်းဘက်ကိုဥတည်ပြီးတော့လေရင်မြန်လာပြီဆိုတာနဲ့ချက်ချင်းသတင်းပို့အချက်ပေးတဲ့စနစ်မျိုးရှိရပါမယ်ကြုံရလူက လုပ်နေတာမျိုးမဟုတ်ဖက်နဲ့ဘ ਹੁ လီချောင်းအချက်ပေးဌာနဆိုတာမျိုးဖွင့်ထားဖို့လိုပါတယ်အဲ့ဒါလိုစနစ်မျိုးနဲ့ပူတွဲပေးထားမှသာအကျိုးရှိနိုင်ပါမယ်ဒါကလည်းလေရင်ကအဲ့ဒီဘက်ကိုဥတီလာတယ်ဆိုတိုင်းကိုရွာကိုလာတာဟုတ်ချင်မှဟုတ်ပါမယ်လေရင်ကိုယ့်ဘက်လာပြီဆိုတာနဲ့တမျိုးနယ်လုံးမှာရှိတဲ့ရွာတွေအားလုံးကဘုံခုခြင်းနဲ့စင်ကြရမယ်တဘောမျိုးရှိနေပါတယ်မကြာခဏဘုံခုခြင်းနဲ့စင်ကြရမယ်ဒုက္ခမျိုးရှိလာနိုင်ပါတယ်မတတ်နိုင်ပါဘူးဒီလိုရေရုံပေါ်မှာအုတ်ချုပ်တဲ့အတူမျိုး ရှိနေမှာတော့ဒီလိုဒုက္ခမျိုးကိုရင်ဆိုင်ဖြေရှင်းရတော့မှာပါပဲ။ဘာပဲပြောပြောဒီကိစ္စမျိုးဟာဖြေရှင်းလို့မရတဲ့ပြဿနာတော့မဟုတ်ပါဘူး။တိတိကျကျစဉ်းစားပြီးတော့အမှန်တကယ်ကြံစဖြေရှင်းကြလို့ရှိရင်နီလန်းတွေ့နိုင်ပါတယ်။စစ်ကောင်စီကရုံမှရက်ဆက်လွန်လို့သာကျွန်တော်တို့ဒါမျိုးတွေတွေ့တော့နေရတာပါ။ဒါပေမဲ့စစ်ကောင်စီကအမှန်တကယ်ကိုရုံမှတာပါ။တိတက်ပို့ပြီးတော့လည်းပုံကျဲအောင်မှာပါ။အဲ့ဒီတော့စဉ်းစားကြပါကြံစကြပါလက်တွေ့အကောင့်ထယ်ပေါ်ကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။